ိမ်ထောင်ရေးပြဿနာတွေနဲ့ပတ်သက်လို့စိတ်ဝမ်းကွဲလို့လမ်းခွဲလိုက်ကြတဲ့အိမ်ထောင်ရေးတွေအများကြီးရှိပါတယ်အိမ်ထောင်ရေးပြဿနာအဖြေရှာတဲ့ဘုံဘုံကိုမိကုံးလေးတစ်ခုလာမိတယ်လာမိတယ်ဆိုတာအထက်ကို တရားဟောစီခြင်းနာပါ ဦးဇင်းဖေရတဲ့တပည့်တော်ရဲ့ယောက်ျားကတဲ့တပည့်တော်ကိုထားခဲ့ပြီးနောက်တယောက်ယူသွားပါတယ်ဖေရတဲ့တပည့်တော်ဘယ်လို ဖြေရပါမလဲဖေရတပည့်တော်ကိုတရားပြပေးပါဦးဖေရတဲ့ပေါင်းသိန်းလာတာနှစ်ပေါင်း60တောင် ရှိပါပြီဖေရတဲ့ဒါလေးလာမိထားတာဖြစ်ပါတယ်အိမ်တော်ရေးပြဿနာတွေနဲ့ပတ်သက်လို့စိတ်ဝမ်းကွဲလို့လမ်းခွဲလိုက်ကြတဲ့အိမ်တော်ရေးတွေအများကြီးရှိပါတယ်လူအမျိုးမျိုးစိတ်ထွေတွေဆိုတဲ့အတိုင်းပဲ လောကကြီးမှာနေကြရတဲ့အခါမှာတချို့ပုံကိုယ်တွေကအိမ်တော်ရေးမှာအဆင်မပြေဘူးစီးပွားရေးဘက်မှာတော့အဆင်ပြေတယ်တချို့ပုံကိုယ်တွေကအိမ်တော်ရေးဘက်မှာတော့အဆင်ပြေတယ်စီးပွားရေးဘိုင်းကျတော့အဆင်မပြေဘူးတချို့ပုံကိုယ်တွေကစီးပွားရေးလည်းအဆင်မပြေဘူးအိမ်တော်ရေးလည်းအဆင်မပြေတဲ့အိမ်တော်တွေတွေအများကြီးရှိကြပါတယ်အဲ့တော့အဆင်မပြေလို့လမ်းခွဲကြတယ်ဆိုတာနဲ့ပတ်သက်လို့ကံကုန်လို့လမ်းခွဲကြတယ်လို့ပဲ သဘောထားရမှာဖြစ်ပါတယ်။တက်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေတောင်းမှငါပိုင်ပါတယ်လို့တွေးထားတာ။ခြေချောင်းတော်လည်းကောင်း၊မိချောင်းတော်လည်းကောင်း၊တခိုးချောင်းတော်လည်းကောင်း၊ဓမြချောင်းတော်လည်းကောင်း။ရန်သူမျိုး၅ပါးတဘာဘာနဲ့တွေ့ရင်ပစ္စည်းရသေးတာပဲ။တက်ရှိတရဝါဖြစ်တဲ့လူတွေကြတော့သူ့မှာစိတ်နဲ့ကိုယ်နဲ့ဖြစ်တဲ့အတွက် သူ့စိတ်နဲ့သူ့ကိုယ်နဲ့သူ့ဆုံးဖြတ်ခွင့်နဲ့သူရှိတာမို့လို့ဘယ်ကကိုပိုင်တယ်လို့ပြောလို့ရမှာလေဗျာ။ ဒါကြောင့်မို့ကံကုံလိုလမ်းခွဲရတယ်လို့ပဲသဘောထားပြပါအင်တော်ရေးကိစ္စနဲ့ပတ်သက်လို့ဘုံဘုံကစာလေးတစ်ပုဒ်ဖတ်ပို့ပါတယ်ဒါကတော့ကဇနီးမောင်နှံရဲ့မင်္ဂလာဥညမှာမိဘများကသူတို့ဘဝနဲ့ရင်းလို့ရလာတဲ့အတိတ်တွေကိုလာပြီးတော့မျှဝေကြတယ်ညအိတ်ခံဒီအချိန်ပေါ့လာမျှဝေတော့အမေဖြစ်တဲ့သူကပြောတယ်ငါသားတဲ့ အမေပြောမဲ့စကားတွေကိုသေချာနားထောင်နော်အိမ်အောင်တယ်ယောက်ျားဆိုတာရွက်နဲ့တူတယ်အိမ်အောင်တယ်အမျိုးသမီးဆိုတာတက်နဲ့တူတယ်အိမ်အောင်ရေးဆိုတာလေနဲ့တူတယ်အသားရဲ့လို့ပြောပါတယ်အမေပြောတဲ့စကားတွေကိုကျွန်တော်နားမလည်ဘူးဗျာအမေရှင်းပြပါမယ်ရွက်နဲ့တူတယ်ဆိုတာကငါသားရွက်လေတွေမြင်မှုတယ်မလားမြင်မှုပါတယ်အမေအဲ့ဒီရွက်လေများဟာရွက်လေကြီးနဲ့လေဆန်းခရီးကိုသွားရတဲ့အခါမှာ ြေတွေဘလောက်ပဲကြမ်းကြမ်းလေးရေစံခရီးကိုဟိုလေတာတိုက်မယ်ဆိုရင်ချောချောမွေ့မွေ့နဲ့သွားနိုင်တယ်အဲ့လိုပဲလင်ယောက်ျားတွေဟာတခါတလေကြတော့စီးပွားရေးတွေအဆင်ပြေပြီးဝင်ငွေတွေကောင်းတဲ့အခါမျိုးတွေလည်းပဲရှိတယ်အဲ့လိုဝင်ငွေကောင်းတဲ့အခါမျိုးဆိုရင်အဲအိမ်တော်ကြီးကလည်းချောချောမွေ့မွေ့နဲ့အဆင်ပြေတာပေါ့သားရေအေးဝင်ငွေမရှိတော့ဘူးဟိုဝင်ငွေတွေချွတ်ချုံကြလာပြီဆိုရင် အိမ်တော်တဲ့အမျိုးသမီးတွေကအဲ့ဒီရောက်လင်းယောက်ျားတွေကိုစိတ်ဆိုးကြတယ်အပြစ်ရှာကြတယ်အပြစ်ပြောကြတယ်ခါသားရဲ့အိမ်တော်တဲ့အမျိုးသမီးဆိုတာတက်နေတူတယ်အဲ့ဒီရွက်လေကြီးကဟိုလေတိုက်ပြီးတော့လိုရခကြီးကိုလေဆန်းခကြီးတွေလေဆန်းခကြီးတွေကိုတွားနေတဲ့အခါမှာနောက်ကနေအသားလေးပက်ထင်းပြီးရုံပါပဲကာဒလေလေမတိုက်တော့ဘူးစီးပွားရေးတွေအဆင်မပြေတော့ဝင်ငွေတွေမရှိတော့ဘူးဆိုရင်အိမ်တော်တဲ့အမျိုးသမီးတွေအနေနဲ့ တို့လည်းပဲဝိုင်းကူပြီးတော့ဘလော်ပေးရမှာဖြစ်ပါတယ်။ဒီအချက်ကို အမျိုးသမီးများဟာမေ့နေတာဖြစ်ပါတယ်။အင်တော်ရဲ့အစင်မပြေဘူး၊စီဝါရဲ့အစင်မပြေဘူးပဲညင်းနေတာ။သူကိုယ်တိုင်ဟာကောဒီတက်နဲ့လော်ရက်လာ။ဒါကိုသတိထားရမှာဖြစ်ပါတယ်။တခါတလေကြတော့ကျွဲလေးကလည်းလွင့်ပါရဲ့။တက်ကလည်းလော်ပါရဲ့။လေးကမကောင်းပြန်၊လေးကပေါက်နေပြန်ပြီဆိုရင်လည်းပဲအစင်မပြေဘူးလေ။ လေပေါက်နေပြီဆိုရင်ဘယ်လိုလိုလိုရခီးကိုရောက်တော့မလဲလေပေါက်နေတယ်ဆိုတာကတယောက်နဲ့တယောက်တဦးနဲ့တဦးစိတ်ဝမ်းကွဲနေကြတာဖြစ်ပါတယ်စိတ်ဝမ်းကွဲနေကြပြီနားလည်မှုတွေလွယ်တန်တရာတွေဖြစ်နေကြပြီဆိုရင်လေအဲ့ဒီဇနီးမောင်နှံတယောက်ဟာဘယ်လိုလို့ဒီဘဝအိမ်တောင်တဲ့ဘဝခရီးကြီးကိုချိဆက်ကြမလဲပေါ့အဲကြောင့်ပေါ့အချင်းချုပ်ပြောချင်တာကတော့မယောက်ျားဆိုတာရွက်နဲ့တူတယ်လေတိုက်တဲ့ခါလဲရှိမယ် လေမတိုက်တတ်ကလည်းပဲရှိမယ်လေတိုက်မယ်ဆိုရင်အမတန်ကြမ်းတမ်းတဲ့ရေဆံခရီးကိုလည်းပဲချောချောမူမူနဲ့သွားနိုင်တယ်ဒါကြတဲ့လေမတိုက်တဲ့အခါမျိုးတွေဆိုရင်တော့သူလည်းဘယ်သွားနိုင်မလဲဗျာမျိုးသမီးတွေကတက်နေတူတယ်ယောက်ျားတွေကလေတိုက်လို့ရေဆံတို့ကြမ်းတမ်းတဲ့အဲခရီးတွေကိုသွားတဲ့အခါမှာထိမ့်ပေးလိုက်အောင်ပဲတကယ်လို့လေမတိုက်လို့သူတို့လည်းအဆင်မပြေတော့ဘူးဆိုရင် နောက်ကနေတော့ပြေုံမဲရှိတာပေါ့တယောက်နဲ့တယောက်တန်တရားဖြစ်တာတန်တရားဆိုတာအမှန်မရတာပဲဖြစ်ပါတယ်တယောက်နဲ့တယောက်စိတ်ဝမ်းမကွဲဖို့ရည်ကြည်ပါတယ်စိတ်ဝမ်းလည်းမကွဲဘူးစံပြေတယ်ရွက်လေကလည်းကောင်းတယ်တက်ကလည်းပဲပုံမှန်လေးထိမ့်ပြီးတယ်ဆိုရင်အဲ့ဒီအိမ်တော်ကြီးဟာဘယ်မှာပြောပွဲရရှိတော့မှာလဲလေဗျာအကြောင်းမို့တယောက်ကိုတယောက်နားလည်မှုတွေပေးပြီးတော့အိမ်တော်ကြီးဘဝခရီးကိုရှေ့ဆက်ကြတဲ့အခါမှာ ောက်ျားကနှယောက်ျားကရွက်နေတူတယ်အမျိုးသမီးကတက်နေတူတယ်အိမ်တော်ကြီးကလေနေတူတယ်ဒါလေးကိုသဘောပေါက်ပြီးတော့အိမ်တော်ကြီးဘဝခရီးမှာချောချောချူချူအဆင်ပြေနိုင်ကြပါစေခမညာအားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေ